再来一遍，再来一遍，点好了。把水，拦住、嗯！你干嘛呢？ တယ်အခဲကဟောအခဲတော့လွတ်မှာဆိုင်းတော့ ငလျင်တန်ကျောက်တောင်ငူပြောပွဲတွင်လူ22ဦးသေဆုံးမြန်မာနိုင်ငံစကိုင်းမြို့အနီးဗဟိုပြုလုခတ်ခဲ့သည့်ပြင်အား9တသမ9ရစ်ချတာစကေးရှိငလျင်ကြီးကျောက်တောင်ငူပြောပွဲအပါအဝင်မြို့နယ်များစွာတွင်ဘာသာရေးအဆောက်အအုံများပြိုကျပျက်စီးကာအ ਨੇ ဆုံးလူ22ဦးထက်မနည်းသေဆုံးခဲ့ကြောင်းဒေသခံများနှင့်လူမှုကူညီရေးတင်းများထံမှသိရသည်ယနေ့မလ28ရက်နေ့လယ်တနာရီခန့်ကလှုပ်ခတ်ခဲ့သည့်အဆိုပါငလင်ကြောင့် တောင်ငူမျိုးရှိစစ်ပေးရှောင်များစုဝေးနေထိုင်ရာဝေလူဝန်ဖုန်ကြီးကြောင်ပြိုကျခဲ့ကြောင်းသိရသည့်အဆောက်အုံတွင်ပိတ်မိနေသည့်စစ်ပေးရှောင်ကလေးငယ်20ဦးခန့်အနက်9ဦးတေဆုံးခဲ့ပြီးလက်ရှိအချိန်ထိကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာထိခိုက်ဒဏ်ရာရသူများလည်းရှိနေသည်ဟုသိရသည့်ကလေးငယ်9ယောက်တော့ဆုံးသွားပါပြီးထိခိုက်ဒဏ်ရာရထားသူတွေလည်းရှိတယ်။ အခုဆေးရုံကြီးကိုပို့ဆောင်နေပါပြီကဲထုတ်နေတာတွေလည်းကြံသေးတယ်ဟုလူမှုကူညီရေးအသင်းဝင်တဦးကမက်ဆီမောက်ကိုပြောသည်ထို့အတူတောင်ငူမြို့ရှိကန်နိုပလီလည်းငလျင်တန်ကြောင့်ပြိုကျခဲ့ပြီးတေဆုံးသူ14ဦးရှိခဲ့ကဆေးရုံသို့ပို့ဆောင်ထားသူများတဲ့တွင်ဒဏ်ရာပြင်းထန်သူများပါဝင်နေသည်ဟုဒေသခံတဦးကပြောသည်ပလီတက်နေတဲ့အချိန်မှာဖြစ်တာပါအထဲမှာရုပ်လောင်းတွေမနေဘူးဆေးရုံပို့ထားတာက20ကျော်ရှိတယ် ဒဏ်ရာပြင်းထန်တာတွေနဲ့အများကြီးပါဖုန်းလိုက်တွေလည်းမကောင်းဘူးဟုဒေတာခန့်အမျိုးသမီးတဦးကပြောသည့်ပျော်ကွယ်မျိုးနယ်တွင်လည်းမျိုးလေပလီနှင့် RB တက္ကသိုလ်ပြောကြားခဲ့ပြီးလူနှစ်ဦးသေဆုံးခဲ့ကြောင်းဒေတာခန့်များကအတည်ပြုသည့်ထို့ပြင်ကြောက်ဆယ်မျိုးတွင်လည်းပလီပြောကြားမှုများဖြစ်ပွားခဲ့ပြီးလူထိခိုက်မှုများရှိသည်ဟုဒေတာခန့်များကပြောတော်လဲအသေးစိတ်အချက်အလက်များကိုမက်ဆီမအနေဖြင့်ဆက်လက်စုံစမ်းနေဆဲဖြစ်သည် ယခုလုတ်ခတ်ခဲ့သည့်ငလင်ကြောင့်တောင်မူပြောပွဲအပြင်ရှမ်းပြည်နယ်စကိုင်းတိုင်းနှင့်မန္တလေးတိုင်းရှိမြို့နယ်များပြားတွင်စည်တီများဘာသာရေးအဆောက်အအုံများနေအိမ်များတံတားများလမ်းများနှင့်ဟိုတယ်များပြူကျပျက်စီးမှုများဖြစ်ပွားခဲ့သည်ဖြတ်အားပြင်းထန်သည့်အဆိုပါငလင်လုတ်ခတ်မှုကြောင့်လူထိခိုက်ဒေဆုံးမှုအများအပြားဖြစ်ပေါ်နိုင်ပြီးလက်ရှိတွင်ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုံဆောင်နေဆဲဖြစ်သည့်ဖြင့်ဒေဆုံး